2025ကလပ်ကမ္ဘာပလာပြိုင်ပွဲမှာပေးရချိမိမယ်စုချင်းငွေကမ္ဘာမလုံးဖွဲ့ချုပ်ဖီဘာက2025ကလပ်ကမ္ဘာပလာပြိုင်ပွဲမှာပေးရချိမိမယ်စုချင်းငွေကိုထုတ်ပြန်လိုက်ပြီးဖြစ်ပြီးပြိုင်ပွဲတစ်ခုလုံးအတွက်စုချင်းငွေစုစုပေါင်းဒေါ်လာ1ဘီလီယံအထိချိမိမှာ ဖြစ်သလိုချန်ပီယံဖြစ်တဲ့အသင်းကလည်းအမြင့်ဆုံးအမေရိကန်ဒေါ်လာ125သန်းရရှိမှာလည်းဖြစ်ပါတယ် ဖီဘာကကလပ်ကဘလာပြိုင်ပွဲကို2025ပြိုင်ပွဲကနေစတင်ပြီးတော့အသင်းအတွက်ပုံစံနဲ့ပုံစံပြောင်းလဲကျင်းပမှာဖြစ်ပြီး32သင်းပြိုင်ပွဲအဖြစ်၄နှစ်တကြိမ်ကျင်းပမှာလည်းဖြစ်ပါရည်ဒီပြိုင်ပွဲတွေစုချင်းငွေစုစုပေါင်းဟာအမေရိကန်ဒေါ်လာ1ဘီလီယံတိရှိမြင့်မှာဖြစ်ပြီးပါဝင်ရှင်ပြိုင်ခွင့်ရတဲ့အသင်းတွေကိုကိုစားပြုဒေသနဲ့စီးပွားရေးဆိုင်ရာသတ်မှတ်ချက်တွေအပေါ်မူတည်ပြီးတော့ဒေါ်လာ925သန်းအားစားဆိုင်ရာစွမ်းဆောင်ရေးအပေါ်မူတည်ပြီးတော့485သန်းချိန်မြင့်သွားမှာလည်းဖြစ်ပါရည် ဖီဝါရဲ့ထုတ်ပြန်ကြေညာဥရောပဇော်မာကလန်အသင်းတွေဟာမြင်းဆုံးခွဲတဲ့အပြည့်အမေရိကန်ဒေါ်လာ7.8သန်းသန်းကနေ38သန်းသန်းတကူသန်းဒီရရှိမှာဖြစ်ပြီးတောင်အမေရိကဇော်မာကလန်အသင်းတွေကတော့အမေရိကန်ဒေါ်လာ15သန်းသန်းသန်းကွန်ဂါကက်ဇုံအောက်ချောက်ဇုံနဲ့အာဖရိကဇုံကလပ်တွေကတော့အမေရိကန်ဒေါ်လာ9.55သန်းစီတမောက်နေရာပိုင်းဇော်မာကလန်အသင်းတွေကတော့အမေရိကန်ဒေါ်လာ3.58သန်းစီရရှိမှာလည်းဖြစ်ပါတယ်ဒါပေမဲ့လည်းရီယယ်မက်ထရီ မန်စီးတီး PSG Chelsea စတဲ့အသင်းတွေကတော့ဥရောပထိပ်တန်းကလပ်တွေကတော့အမြင့်ဆုံးခွဲတန်းရရှိမှလည်းဖြစ်ပါရည်။ဒါပြင်အားစားပိုင်းဆိုင်ရာစမ်းသောင်ပုံမူတည်ပြီးတော့အောက်စုတွင်းပွဲစဉ်တစ်ပွဲနိုင်ရမယ်ဆိုရင်အမေရိကန်ဒေါ်လာ2သန်းတပွဲတည်းကြောင့်မယ်ဆိုရင်အမေရိကန်ဒေါ်လာ3သန်းဆက်ကြောက်တဲ့အဆင့်တက်ရောက်နိုင်မယ်ဆိုရင်တော့အမေရိကန်ဒေါ်လာ9.5သန်း Quarter Final ကိုတက်ရောက်နိုင်မယ်ဆိုရင်တော့အမေရိကန်ဒေါ်လာ73.15သန်း Semi Final ကိုတက်ရောက်နိုင်မယ်ဆိုရင်အမေရိကန်ဒေါ်လာ23သန်း ော်လီဝဲကိုတက်ရောက်နိုင်မယ်ဆိုရင်အမေရိကန်ဒေါ်လာတန်30နဲ့တမန်ဆုစုခုနိုင်ခဲ့မယ်ဆိုရင်အမေရိကန်ဒေါ်လာတန်40ထိရရှိမှာလည်းပဲဖြစ်ပါလိမ့်။ဒါကြောင့်ရောဘဇိုမာထိုင်တန်ကလပ်အသင်းတွေဟာပိုဆွဲမယ်ဆိုရင်တော့အမြင့်ဆုံးစုကြီးငွေအမေရိကန်ဒေါ်လာ125တန်ထိရရှိနိုင်ကြောင်းဖီဘာရဲ့ဥက္ကဋ္ဌအင်ဖန်တီနိုကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ 2025ကလပ်ဘလာပြိုင်ပွဲမှာဥရောပဇုံမအများဆုံးအသင်းဖြစ်12သင်းထိဝင်ဝင်ရောက်ရှိတာဖြစ်ပြီးတောင်မရိကဇုံမ6သင်း၊အာရှဇုံ၊အာဖရိကဇုံနဲ့ကွန်ကာကတ်ဇုံမ4သင်းစီတမောရီယာပိုင်းဇုံနဲ့အင်ရှင်အမေရိကန်ကလပ်3သင်းစီပါဝင်ရှင်ပြိုင်ခွင့်ရရှိထားတာဖြစ်ပါလိမ့်။ကွန်ကာကတ်ဇုံဝင်ဝင်၄နေရာနဲ့မက္ကဆီကိုကလပ်၊ပါချူဂါအသင်းနဲ့လီယွန်အသင်းမှာအသင်းမှရှင်ဒူနီယာအတွက်ကြောင့်လီယွန်အသင်းကိုထုတ်ပယ်ထားပြီးအစားတို့ရှင်ပြိုင်ခွင့်ရမယ့်အသင်းကိုထပ်မံကြေညာသွားမှာလည်းဖြစ်ပါလိမ့်။ ကလပ်ကပောက်လာကြောင်းနွေရာသီအပြောင်းအရွှေ့နှစ်ခု ပြုလုပ်လာမယ့်ပရီးမီးယားလိပရီးမီးယားလိကကလပ်ကပောက်လာပြိုင်ပွဲမတိုင်ခင်မန်စီးနဲ့ချက်စီအသင်းတို့ဇာမာခေါ်ယူအင်အားဖြည့်တင်းနိုင်ရည်အတွက်နွေရာသီမှာပြောင်းအရွှေ့ဈေးကွက်နှစ်ခုအသုံးပြုလာမှာဖြစ်ကြောင်းတင်ညာလာခဲ့ပါသည်ပရမအပြောင်းအရွှေ့ဈေးကွက်ကိုဇွန်လ၁ရက်နေ့တနင်္ဂနွေနေ့မှဇွန်လ၁၀နေ့အထိဖွင့်လှစ်လာမှလည်းပဲဖြစ်ပါလိမ့်။အဲဒီနောက်၅ရက်ပိတ်ပြီးဇွန်လ၁၆ရက်နေ့တနင်္လာနေ့မှစက်တင်ဘာလ၁ရက်နေ့တနင်္လာနေ့အထိပြန်လည်ဖွင့်လှစ်သွားမှလည်းပဲဖြစ်ပါလိမ့်။ အခုနွေရာသီကလပ်ကဘလာမှာတင်း32တင်းရှင်ပြိုင်တဲ့ပထမဆုံးကလပ်ကဘလာပြိုင်ပွဲလည်းပဲဖြစ်ပါရီမာစီရီနဲ့ချက်စီအသင်းတို့အစွန်လောက်ဆန်ခိုင်းနေမှာစတင်ကျင်းပလာမယ့်ကလပ်ကဘလာပြိုင်ပွဲကိုရှင်ပြိုင်ခွင့်ရထားတဲ့ပရီးမီယာလိဂ်ကလပ်တွေလည်းပဲဖြစ်ပါရီဖီဘာကလပ်ကဘလာပြိုင်ပွဲအတွက်ကစားမမှတ်ပုံတင်မှုကိုဇွန်လ10ရက်နေ့ကနေဇွန်လ10ရက်အထိပြုလုပ်ခွင့်ပေးထားပါရီပေနော်ဖီဘာရှုံးတဲ့အဆင့်ပွဲစဉ်တွေအတွက်ဇွန်လ18ရက်နေ့ကနေဇူလန်3ရက်နေ့အထိဒုတိယအကြိမ်ကစားမမှတ်ပုံတင်ခွင့်ပေးထားပါရီ ဗီယာဘယ်နိုင်ငံမဆိုတနစ်လင်ပြောင်းရွှေ့ကာလရက်တရက်ဘက်16ဘက်သာခွင့်ပြုထားတာလည်းပဲဖြစ်ပါလိမ့်။ဥရောပမှာကလတ်တွေအားဆောင်းအဒီအပြောင်းရွှေ့၄ဘက်၊နွေရာသီအပြောင်းရွှေ့၁၂ဘက်အထိအသုံးပြုကြပါလိမ့်။ဒါမဲ့ fever ပြည်တဲ့နေရာတို့ဘာလို့မှာတော့ club club လာပြန်ဝဲဝင်အသင်း32သင်းတို့မှာဇွန်လ10ရက်နေ့ကနေဇွန်လ10ရက်နေ့အထိထပ်မံအပြောင်းအရွှေ့တစ်ခုပြုလုပ်ခွင့်ပေးကြတာလည်းပဲဖြစ်ပါလိမ့် ဒါပင်ကလပ်တွေအားကလပ်ကပလာပြိုင်ပွဲစဉ်အတွင်းမှာရှုံးရွယ်အဆင့်ပွဲစဉ်တွေအတွက်နောက်ထပ်ဇာမမှတ်ပုံတင်ခွင့်ပေးထားသေးတာလည်းဖြစ်ပါသေးတယ်။တပည့်မှလည်းဇာမတွေအားနေရာဒီပွဲချက်ကလာအတွင်းမှာထိုင်တဲ့ကလပ်တွေကိုပြောင်းရွေးဆွေးနွေးလာရမှာလည်းဖြစ်ပါသေးတယ်။ဂျမလီဘောလုပွဲကိုမေလ30ရက်နေ့မှာဇာသွားမှာဖြစ်ပြီးဒီပွဲစဉ်တွေပြီးမှာဇွန်လ6ရက်နေ့ကနေ10ရက်အတွင်း Nation League Semi Final ပွဲစဉ်တွေကပလာချစ်စစ်ပွဲစဉ်တွေကစားရမှာလည်းဖြစ်ပါသေးတယ်။ ဒါပြင်ဇာမရီယာနိုင်ငံအတွက်အာယုံဆိုင်နေစဉ်မှာကလကဘလပြိုင်ပွဲကိုလည်းမလွဲလျှော်လာအောင်အထူးဂရုစိုက်ရအောင်မှာလည်းပဲဖြစ်ပါလိမ့်။ဖူအန်နပွဲမှာဆာကာပြန်လည်ပါဝင်လာဖို့ရှိနေ။တကောကျောတန်ရာကြောင့်သုံးလဝန်းကျင်နားယူနေကြရတဲ့အာဆနယ်သင်းရဲ့တောင်ပန်ဇာမဆာကာဟာလေးကျဲမှုတွေပြန်လည်ပြုလုပ်နိုင်ပြီဖြစ်ပြီးအခုတစ်ပတ်ရှင်ပြိုင်ဇာသွားမဲ့ဖူအန်သင်းရဲ့ပွဲစဉ်မှာသင်းရဲ့လူစင်းမှာပြန်လည်ပါဝင်လာနိုင်ပွဲရှိကြောင်းသိရှိရပါလိမ့်။ ။အင်္ဂလန်တက်စစ်စားမစားကရောင်း24ဒီဇင်ဘာလအတွင်းခရစ်စတယ်ဘယ်လီအသင်းနဲ့ရှင်ပြိုင်ခဲ့တဲ့ပွဲမှာတကောက်ကျော်ဒဏ်ရာရရှိခဲ့တာလည်းပဲဖြစ်ပါလိမ့်။စာကဒီဇိုင်းအရကိုစေကူတော်မူခံယူခဲ့ရတဲ့အတွက်3လဝန်းကျင်နားယူခဲ့တာဖြစ်ပြီးအခုကမှတော့၄တင်ကန်းတွေပြေဝပြေလို့နိုင်ပြီဖြစ်ကြောင်းဂျမနီကအတီးပြူကြေညာခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါကြောင့်စာကအနေနဲ့အခုဘက်အင်္ဂါနေ့မှာရှင်မြိုင်စားသွားမယ်ဖူဟန်တင်းတဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာအသင်းလူစင်းမှာပြန်လည်ပါဝင်လာနိုင်ပွဲရှိကြောင်းသိရှိရပါလိမ့်။ ဇာဂါရီယောက်ဒီပွဲစဉ်မှာမပါဝင်နိုင်ဘူးဆိုရင်တော့ရီယယ်မထွေအသင်းနဲ့ရှင်ပြိုင်မဲ့ဂျာမနီကွာတာဖိုင်နယ်ပရမကျော်ပွဲစဉ်မှာပါဝင်ကစားနိုင်ဖို့တည်ကြနေပြီဖြစ်ကြောင်းလည်းသိရှိရပါသည်စာက2029ခုနှစ်မှာအာဆင်နယ်အသင်းရဲ့စာချုပ်တံကုန်ဆုံးမှဖြစ်ပြီးတရန်တိုဆွေးနွေးနေကြောင်းလည်းသိရှိရပါသည်။ဂျမလီကွာတာဖိုင်နယ်ပရမကျော်ပွဲစဉ်တွင်အာဆင်နယ်အသင်းတွင်တရင်ကောင်တစ်ခု ရီယယ်မက်ထရီအသင်းရဲ့စူပါစတား၄ယောက်ဟာမြို့ကန်ပြိုင်ပွဲအက်တလက်တီကိုမက်ထရီအသင်းကိုအနိုင်ရရှိခဲ့တဲ့ချန်ပီယံဆက်ချောင်းတင်ရှုံးတဲ့အဆင့်ပွဲစဉ်မှာမဖွဲမရပြုလုပ်ခဲ့မှုနဲ့ UEFA ရဲ့စုံစမ်းစစ်ဆေးခြင်းခံရပြီဖြစ်ပါလိမ့်။သူတို့တွေကတော့အန်တိုနီယိုရူဒီဂါကန်လီယာမာပေဗီနီရှီယာဂျူနီယာဒေါနီစီဘယ်လုစတိုပဲဖြစ်ပါလိမ့်။သူတို့အက်တလက်တီကိုမက်ထရီအသင်းကိုအနိုင်ရရှိခဲ့ပြီးချန်ပီယံကွာတာဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပြီးတဲ့နောက်အက်တလက်တီကိုမက်ထရီပြိုင်ပွဲတွေရှိရာကိုမဖွဲမရပြုမှုတွေလုပ်ခဲ့ကြတာလည်းပဲဖြစ်ပါလိမ့်။ ဂျာမနီသင်းရဲ့နောက်ခံဇာမာရိုဒီဂါကပရိသတ်တွေရှိရာကိုလေဝင်လှီးတဲ့ပုံစံနဲ့လုပ်ပြခဲ့ပြီးကလင်ယာမှာပေးရတော့ငဲပါကိုကင်ပြခဲ့တာလည်းပဲဖြစ်ပါလိမ့်။အာဇာရတီကိုမှတ်ထွေသင်းအားပြည်ထောင်ဘက်ကဒီအဖြစ်ပြက်ကို UFA ထံကိုတိုင်ရမှုပြုလုပ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒီဇာမာလေးယောက်ဟာဒီအဖြစ်ပြက်အတွက်စုံစမ်းစစ်ဆေးခြင်းခံရတာဖြစ်ပြီးအာဆင်နယ်သင်းရဲ့ချန်ပီယံလိဂ်ကွာတာဖိုင်နယ်ကိုပွဲပယ်ခံရလာနိုင်တာလည်းပဲဖြစ်ပါလိမ့်။ ရီယယ်မထရီအသင်းကအပယ်လာရှိရနေအမရိတ်ကွင်းကိုသွားရောက်ပြီးတော့ပရမတ်ကျော်ယင်ဆိုင်ကစားပြီးတော့တပတ်အကြာမှာဗာလီဗျူးမှာပြန်လည်အခမ်းယင်ဆိုင်ကစားရမှာလည်းပဲဖြစ်ပါလိမ့်။ဆိုတော့ဒီစားမလေးရောက်တာဘွဲပယ်ခံရမယ်ဆိုတော့အာဆင်အသင်းအတွက်တရင်ကောင်းတစ်ခုလည်းပဲဖြစ်ပါလိမ့်။လာလီယာကိုသုံးမှတ်ဖြတ်ပြီးဥဆောင်လာတဲ့ဘာစီလိုနာဘာစီလိုနာတိဟာရွှေဆိုင်ခဲ့ရတဲ့အိုဆာဆိုတော့နဲ့ဘွဲကိုအနိုင်ယူပြီးတော့လာလီယာမပေးစရာကိုသုံးမှတ်ဖြတ်ပြီးဥဆောင်လာခဲ့ပြီးဖြစ်ပါလိမ့်။ ဒီဘဲကိုမက်စတာရှင်းနေတုန်းကစားဖို့ရထားပေမလဲပွဲမစတင်မီမိနစ်20အလိုမှာဘာစီလိုနာအသင်းရဲ့ဆေးရုံဖြစ်တဲ့ရောမီယာနိုကောင်စီအားကွင်လွန်သွားမှုနဲ့အတူရွှေ့ဆိုင်ခဲ့ရတာလည်းပဲဖြစ်ပါလိမ့်။အခုဒီဘဲကိုနိုင်ငံကဘွဲစင်နေအပြီးတရက်အကြာမှာပဲပြန်လည်ကစားစေခဲ့တဲ့လာလီဂါကဆုံးဖြတ်ချက်ကိုဘာစီလိုနာနေပြဟန်စီဖလစ်ကအပြင်ထံဝေဖန်ပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။ဒီလိုပဲနိုင်ငံကဘွဲစင်နေအပြီးတရက်အကြာမှာပြန်လည်ကစားစေမှုနဲ့အတူအခုရာသီမှာ 29ခုနှစ်အတွင်းယူပေးထားတဲ့ Brazil Star Raven ညာလဲပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒါမဲ့လည်း Barcelona ရဲ့အပွဲအစ7မိနစ်မှာပဲ Berry ရဲ့ဖြတ်တင်ဘောကနေ Baron Torres ရဲ့ short throw အတွင်းကိုနဲ့အပွဲကိုစောစောဆေးဆေးဦးဆောင်နိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။အဲ့တော့7မိနစ်ကြာမှအိုမိုကသူ့ကြောင့်ရရှိတဲ့ပယ်နယ်တီကနေဘာစီလိုနာအသင်းအတွက်ဒုတိယသွင်းကိုရယူခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ဒါပေမဲ့အိုမိုဟာပရမပိုင်းနှောင်းပိုင်းမှာဒဏ်ရာကြောင့်လူစားလဲမှုပြုလုပ်ခဲ့ရသေးတာလည်းဖြစ်ပါလိမ့်မယ်။အဲဒီနောက်ဘာစီလိုနာအသင်းအတွက်အနံတရာဇေမက်တတိယဂိုးကိုလူစားဝင်ရောက်လာတဲ့လီဗီနော့စကီကဒေဗန်နက်ဆေးကနေခေါင်းနဲ့အတွင်းယူပေးခဲ့တာလည်းဖြစ်ပါလိမ့်မယ်။ဘာဇီလိုနာတရားကိုစောင့်စောနိုင်ပွဲကြောင့်ဒုတိယနေရာမှာရီယယ်မထွေအသင်းကို၃မဲ့တတိယနေရာမှာအာဒရီတီကိုမထွေအသင်းကို9မဲ့အထိဖြတ်တောက်ထားနိုင်ခဲ့ပြီလည်းပဲဖြစ်ပါလိမ့်။ဒိုင်းဝင်းနေမှာတော့အင်းနီချင်းဂီရိုနာကိုအိမ်ခွင်မှာအဲခံရင်ဆိုင်ကစားရအောင်မှာလည်းပဲဖြစ်ပါလိမ့်။ မြေရေရလန်ဆိုင်ဖြစ်နေပြီမဲ့ကန်ကောင်းသွားတဲ့ Danny Evans အားသမားရီခွန်ယုံဟာစာချုပ်ပါချက်လက်တွေကိုချိုးဖောက်မှုအတွေ့ Razier Star Danny Evans ကိုတရားစွဲဆိုလာတဲ့ Mexico Club Pumas ရဲ့အမှုကိုပယ်ချလိုက်ပါတယ်ဘောမဆာနော23ခုနှစ်ဇန်နဝါရီမှာဘာစလိုနာအသင်းမှာဖန်စီထင်းထင်းချင်းခံခဲ့ရတဲ့ဒန်နီယယ်ဘက်စ်ကိုစာချုပ်ပါချက်လက်တွေကိုချိုးဖောက်တယ်ဆိုပြီးနင်နာဂျီပေးရီတရားဆွဲဆိုလာခဲ့တာလည်းပဲဖြစ်ပါလိမ့် ဒါပေမဲ့အာဇာသမားလေးခွန်ယုံကဘူမက်စမာဒန်နီအဖက်စ်ရဲ့စာချုပ်ကိုဖျက်သိမ်းထားပြီးဖြစ်တာကြောင့်အမှုကိုပယ်ချခဲ့တာလည်းဖြစ်ပါလိမ့်။ဘူမက်စာဒန်နီအဖက်ထံကနေစာချုပ်ပါချက်လက်ချိုးဖို့မှုအတွက်အမေရိကန်ဒေါ်လာ3တန်းဂေါ်မရှဲသဘောဒူညီထားမှုပြက်ပြဲသွားမှုတွေအတွက်အမေရိကန်ဒေါ်လာ2တန်းနှစ်နာချီရရှိရေးတရားဆွဲဆိုခဲ့တာလည်းဖြစ်ပါလိမ့်။ဒါပေမဲ့အခုကမ္ဘာလုံးတရားရုံးကပယ်ချလာခဲ့ပြီးဖြစ်ပါလိမ့်။ဒန်နီယယ်ဘက်ဇာနောင်း23ခုနှစ်ဇန်နဝါရီတုန်းကအမျိုးသမီးတယောက်ကိုဗလက်ဂါယာပြုတ်ခြင်းမှုနဲ့ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါလိမ့်။ ဒီဖြစ်စဉ်ကတော့20နှစ်ဒီဇင်ဘာလတုန်းကဖြစ်ပျက်ခဲ့တာဖြစ်ပြီးဒန်နီယယ်ဘက်စာအမခန်းချက်မရရှိခဲ့ပေထောင်ကနေအမှုကိုရင်ဆိုင်ခဲ့ရတာဖြစ်ပါလိမ့်ဒီမှုကြောင့်ပဲဒန်နီယယ်ဘက်စာပုံမဲ့ဆက်စာချုပ်ဖြတ်သိမ်းခြင်းခံခဲ့ရသလိုဘရာဇီလဝစီရင်တင်းရဲ့ရက်ဆိုင်ခြင်းကိုလည်းခံခဲ့ရတာဖြစ်ပါလိမ့်ဒီရေဘက်စာဘူးဘက်စတရောင်း20နေရောင်း23ရာသီမှာ18ပွဲကစားပြီးတကိုးသွင်းယူက3ချိန်ဖန်တီပေးကြတာလည်းပဲဖြစ်ပါလိမ့်။အဲဒါဒီကိုမတ်ထွေအသင်းရဲ့အနာဂတ်ကိုဆုံးဖြတ်လာခဲ့ပြီဖြစ်တဲ့ခရစ်စမတ် အနိုနီဂရစ်မန်ဟာအတရာဒီကိုမှထွက်အသင်းရဲ့နာဂတ်ကိုဆုံးဖြတ်ချက်ချလာခဲ့ပြီဖြစ်ပါလိမ့်။ဒါပေမဲ့သူဟာကလပ်ကဆုံးဖြတ်ချက်အတိုင်းလှုပ်ဆောင်လာမှလည်းပဲဖြစ်ပါလိမ့်။ဂရစ်မန်ဟာနောက်26ခုနှစ်မှာအတရာဒီကိုမှထွက်အသင်းနဲ့စာချုပ်တရံကုန်ဆုံးလာမယ်သူလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့သူဟာနွေရာသီမှာသူ့ရဲ့နာဂတ်ကိုကလပ်ကလွတ်လပ်စွာဆုံးဖြတ်ခွင့်ပေးလာခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဂရစ်မန်အာဒရာဒီကိုမှထွက်သေးမှာပဲလက်ကျန်တနစ်စာချုပ်ကုံဆုံးလိုပေမဲ့လည်းကလပ်နဲ့အဖို့အထည်ဖြစ်လာမှုကိုရှောင်ရှားနိုင်ဖို့အတွက်ကလပ်ကိုဆုံးဖြတ်ခွင့်ပေးလာမှလည်းဖြစ်ပါလိမ့် ဂရစ်မန်အနွေရသည်မတိုင်မီကလပ်နဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့အစီအစဉ်ထားပြီးကလပ်ဘက်ကထွက်ခွာလိုရင်ဆိုရင်သူကထွက်ခွာဖို့အသင်ရှိနေတာလည်းပဲဖြစ်ပါလိမ့်အဒရဒီကိုမထွေတင်ရတဲ့အစီအတွေ့ဂျူလီယန်ဘာရက်စ်နဲ့အလက်ဇန္ဒားဆိုလိုတို့ကိုအားကိုးနေတာဖြစ်ပြီးခရစ်မန်ကိုတော့ထွက်ခွာခွင့်ပေးလာမယ်ဆိုရင်အသုံးစိတ်များစွာရောကြလာမှာလည်းဖြစ်ပါလိမ့် ပြည်ရဲ့နေတော့ကိုင်းတာပြီးတခုမှာသက်34နှစ်အရွယ်ခရစ်မတ်ကအတလတီကိုမတ်ထွေအသင်းမှာဥရောပဘောလုံးလောကမှာသူချင်းလည်ခဲ့တဲ့နောက်ဆုံးသောကလပ်ဖြစ်လာလိမ့်မယ်လို့ဖွင့်ရပြောဆိုထားတာလည်းဖြစ်ပါလိမ့်။တပတ်မှလည်းခရစ်မတ်ရဲ့စာချုပ်အတွင်းမှာသူ့ကိုယူရို15သန်းနဲ့ခေါ်ယူနိုင်မယ့်အချက်ကိုလည်းပါဝင်နေမှုက sorry နဲ့ major league ကလပ်တွေအထွတ်တော့မျက်စိကျစရာလည်းဖြစ်ပါလိမ့်။ဂရိစမန်အခုရာသီမှာတရဒီကိုမထွေအသင်းတွေပြန်မဲ့အရရ42ပွဲစားထားရမှာ16ကိုသွင်းယူထားပြီး9ချိန်ဖန်နေမှုပြုလုပ်ပေးထားတာလည်းဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်ဘဲသမားလုံးကိုဆင်းနေပြချမ်းပါချမ်းသာကြပါသည်ခင်ဗျာ